ားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့သင်ခန်းစာမှာတော့ logic pro ဒီ psc နဲ့ပေါ့နော်ကျွန်တော်က instruction တွေရေးတဲ့ပိုင်းလေးကိုနော်တွားရတဲ့နေရာမှာနော်ဒါဒီနေ့မှာတော့ instruction တစ်ခုခုကြောင်းကိုဆက်ပြီးတော့ပြောသွားမှာဖြစ်ပါတယ်အဲ့တော့ဒီ instruction ရဲ့နာမည်ကဘာလဲဆိုတော့ move with marks လို့ခေါ်ပါတယ် အဲ့တော့ဒီ instruction ရအလုပ်လုပ်ပုံကိုเนาะကျွန်တော် program ရေးနေเนาะကျွန်တော် example လေးရေးနေတခါလေးစမ်းသပ်ပြသွားမှာဖြစ်ပါတယ် Okay အဲ့တော့အရင်ဆုံးပေါ့เนาะကျွန်တော်တို့ကထုံးစံတိုင်း input တစ်ခုပေါ့เนาะဒါကတော့ကျွန်တော်တို့ PC program တွေရေးတော့မယ်ဆိုရင် input ကတော့မမဖြစ်မနေကျွန်တော်တို့ပေးရဟုတ်ပြီเนาะဒါဆိုရင်ကျွန်တော်တို့အဲ input တစ်ခုစပြီးတော့ပေးလိုက် โอเคဟုတ်ပြီเนาะဒါဆိုရင်ဒီ input ကိုကျွန်တော်တို့က address တစ်ခုပေးမယ်เนาะအဲ့ဒါပြီးသွားပြီဆိုရင်ကျွန်တော်ဒီမှာเนาะအဲဒီ move mask ကိုကျွန်တော်တစ်ချက်သွားဟုတ်ပြီเนาะအဲ့တော့ move mask ကဘယ်မှာရှိလဲဆိုရင်เนาะကျွန်တော်ဒီမှာ move logical ဆိုတဲ့ဒီ tab ရဲ့ထဲထဲမှာရှိတယ်ဟုတ်ပြီเนาะအဲ့ကျွန်တော်ရှင်းသင်ခန်းစာမှာတော့ဒီ move ဆိုတဲ့ instruction အကြောင်းကိုကျွန်တော်ပြောခဲ့တယ်အဲ့ ဒီနေ့သင်ခန်းစာမှာတော့ကျွန်တော်ကနော် movie mask ဆိုတဲ့ instruction နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောသွားမှာဖြစ်ပါတယ်အဲ့တော့သူက movie mask ရဲ့သဘောပေါ့နော်ဆိုတော့ movie mask ရဲ့သဘောကဘယ်လိုပုံစံမျိုးဖြစ်မှာလဲဆိုလို့ရှိရင်နော်ကျွန်တော်ဒီမှာ binary ကိန်းဂဏန်းတွေကိုအခြေခံတဲ့နော် output တွေကိုပဲသူကထုတ်ပေးမှာဟုတ်ပြီနော် binary ကိန်းဂဏန်းကိုအခြေခံတဲ့ output တွေကိုထုတ်ပေးသွားမယ် ဆိုတော့ကျွန်တော်ဒီ movement mass ရဲ့เนาะဒီ instruction ထဲမှာကျွန်တော်ရှိနေတဲ့ဘောเนาะ parameter 3ခုဘောเนาะကျွန်တော်ထည့်ရမယ် operand 3ခုအရင်ပြောပြမယ်ဆိုတော့ operand ကဘာတွေရှိပြလဲကျွန်တော် source ဆိုတဲ့ operand တစ်ခုရှိမယ် mass ဆိုတဲ့ operand တစ်ခုရှိမယ်ကျွန်တော် depth ဆိုတဲ့ operand တစ်ခုရှိမယ်အဲ့တော့ depth ဆိုတာကဘာလဲဆိုတော့အရှိကောင်းနေတဲ့ destination ဘောเนาะဆိုတော့ destination ဆိုတာကကျွန်တော် reset တစ်ခုလို့ပြောရင်လည်းရဟုတ်ပြီနော် အဲ့ source and mask mask ဖြစ်ချင်တဲ့ဟာကမဖြစ်ရမှာလဲဆိုကြကျွန်တော်ဒီ source နဲ့ mask လုပ်ပြီးမှာဟောနော်အဲ့တော့ mask ဆိုတာကဘာလဲဆိုတော့ကျွန်တော်ဒီ source ရဲ့တန်ဖိုးကိုသူကနော်အဲဒီထဲမှာပြန်ပြီးတော့ကျွန်တော်တို့ကနော်ကူးဆက်သေးတာတနည်းအားဖြင့်ပြောရမယ်ဆိုရင် source မှာရှိနေတယ်နော်ဒီ binary digit ကိုပြန်ပြီးတော့သူက mask ပြန်လုပ်လိုက်တာ okay ဟောပြီနော်ဆိုတော့ဒါလေးကိုကျွန်တော်ဒီမှာနော်ဥပမာလေးနဲ့ကျွန်တော်ရှင်းပြသွားမယ် အဲ့တော့ကျွန်တော်တို့ကအရင်ဆုံးပေါ့နော်ဒီမှာဘာတွေလုပ်ပေးရမလဲဆိုတော့အင်တီဂျာတွေသတ်မှတ်ပေးရမှာဟုတ်ပြီနော်အဲ့တော့ကျွန်တော်ဒီ move inspection ကျွန်တော်စတင်တဲ့အချိန်လေးရတယ်ကျွန်တော်တို့ကနော်အင်တီဂျာတွေကိုသုံးရမယ်လို့ကျွန်တော်ပြောခဲ့တယ်ဟုတ်ပြီနော်အင်တီဂျာဆိုတာကနော်ဒီဒီကျွန်တော်ဒီ PSC ထဲမှာရှိတဲ့ data တွေပေါ့နော် data ရဲ့ address တွေဖြစ်တယ်ဆိုတော့အဲ့တော့ပမာရှိလဲဆိုရင်ကျွန်တော်ဒီမှာ integer ဆိုတာရှိတယ်ဟုတ်ပြီနော်ဒီမှာ integer ဆိုတော့ integer ဘယ်လုံးတော့ရှိတယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာเนาะဒီ PSC အတွက်ဆိုရင်တော့သူက integer က69လုံးတိရှိတယ်ဟုတ်ပြီနော်တချို့တော့ PSC တွေမှာက255လုံးတိရှိပါတယ်အဲ့တော့ဒီမှာကတော့ integer 69လုံးတိပဲရှိတယ်အဲ့တော့ကျွန်တော်တို့ကလောလောဆယ် integer တွေကိုအစင်လိုက်ပဲယူသွားမယ်အဲ့တော့ကျွန်တော်က n70 integer တစ်ခုကိုယူလိုက်မယ် resource တဲ့မှာထည့်လိုက်မယ်ဒီတော့ရင်ကျွန်တော်တို့မှာ math math ကကျွန်တော်တို့ကဒီလိုမျိုးဆွဲချလို့เนาะမရဘူးဟုတ်ပြီနော်အဲ့တော့မရတော့ကျွန်တော်တို့ကလည်း เนาะဒီစာသားနဲ့ပဲကျွန်တော်ရိုက်ထည့်လိုက်မယ်အဲ့တော့ကျွန်တော်ကဒီအောက်ကဟာပဲ n7 เนาะဒီမှာ1เนาะဒါနောက်ထပ် expression နောက်ထပ်ဒီ integer တစ်ခုပေါ့เนาะ okay အဲ့တော့ destination မှာလည်းကျွန်တော်တို့ကမတူညီတဲ့ integer ကိုပေးရမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့က not destination မှာမတူညီတဲ့ integer တစ်ခုကျွန်တော်ထပ်ပြီးတော့သတ်မှတ်ပေးလိုက်ဟုတ်ပြီเนาะကဲဒါဆိုရင်ဟုတ်ပြီကျွန်တော်တို့အခုဒီမှာเนาะ ဒီမို့နော်ဒီ mask လို့ဆိုတဲ့ infection ကိုကျွန်တော်နော်သိအလုပ်လုပ်ဖို့ကိုနော်ကျွန်တော်စမ်းတက်ဖို့အတွက်ဘာလုပ်အောင်လဲဆိုတော့အဲဒီအခုလက်ရှိရေးထားတဲ့ဟာကိုပဲ PSC လဲကိုကျွန်တော်တို့ကအဲခို့လိုက်ဟုတ်ပြီနော် PSC လဲကိုခို့လိုက် okay ဒါဆိုရင်ဒီကောင်ကဒါ PSC လဲကိုဒီ program ကိုကျွန်တော်ရေးတဲ့ program က PSC လဲကိုဝင်သွားပြီအဲ့တော့ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီမှာနော် ဘာလို့ထားမလဲဆိုတော့ကျွန်တော်ကဒီမှာအင်တီဂျာကိုဖွင့်ထားဟုတ်ပြီနော်ဒီမှာအင်တီဂျာရဲ့ table ကိုတစ်ချက်ဒီမှာဖွင့်ထားပဲဖွင့်ထားပြီးတော့ကျွန်တော်ဒီမှာ source ထည့်မယ် must ထည့်မယ်ဟုတ်ပြီနော်အဲ source ကိုကျွန်တော်ဘယ်လောက်ထည့်မလဲဆိုရင်နော် decimal value တစ်ခုပဲထည့်လိုက်ဟုတ်ပြီနော်1 2 7ဆိုလေ decimal value တစ်ခုကျွန်တော်ထည့်လိုက်ဟုတ်ပြီနော်အဲဒီမှာ must okay အဲ့တော့ must ကကျွန်တော်ဘာထည့်မလဲဆိုလို့ရှိရင်နော် Master channel 15 so video tell you know Master 15 so video tell you man okay you know I know Joe had him at a chat to a chi chi no I don't want to go to buy me for check and I don't go right where Joe calculate a ma no one two seven okay that's a binary have you know that's a binary okay that was your sang up 15ရဲ့ binary ကဘယ်လောက်လဲဟုတ်ပြီနော်15ရဲ့ binary ကဘယ်လောက်လဲဆိုကျွန်တော်ရေးမယ်ဆိုရင်เนาะဒါက15ရဲ့ binary ဟုတ်ပြီနော်ဒါကိုကျွန်တော်ရေးလိုက်တာကျွန်တော်ကိုရေးလိုက်တာ15ရဲ့ binary ဟုတ်ပြီနော်ဆိုတော့ကျွန်တော်ဒီမှာ decimal 15လို့ပြလိုက်ရင်လည်းရတယ်เนาะဒီမှာเนาะ15ရဲ့ binary ဆိုတော့အရှိအသုံးညတွေကတော့ကျွန်တော်ဒီမှာရှေ့မှာပဲရှိဟုတ်ပြီနော်အဲ့တော့သူက mass ဆိုတာကဘယ်လိုမျိုးလဲဟုတ်ပြီနော် okay ဒါဆိုရင်ကျွန်တော်တို့ဒီเนาะအခုဒီ1 to 7နဲ့15ကိုကျွန်တော်တို့က mass လောက်ပြီးတော့ destination တဲ့ကိုပို့လိုက်ဟုတ်ပြီเนาะ Okay အဲ့တော့သူရဲ့ input ကเนาะဒါလေးပေါ့ဟုတ်ပြီเนาะ Okay ဒါဆိုကျွန်တော် PSC ကို run mode လောက်လိုက်မယ်ပြီးသွားရင်ကျွန်တော်တို့ဒီမှာ input ပေးလိုက် Okay ဒါဆိုရင်သူကဒီမှာ15ဆိုတဲ့ result တစ်ခုထုတ်ပေးတယ်ဟုတ်ပြီเนาะအဲ့သူ15ဆိုတဲ့ result ကဘယ်လိုထုတ်ပေးသွားတာလဲဆိုတော့ကျွန်တော်ဒီမှာတစ်ချက်ပြမယ်เนาะ အခုကျွန်တော်တို့ဒီမှာပေးလိုက်တယ်เนาะဒီเนาะကျွန်တော်တို့ဒီမှာထည့်လိုက်တဲ့ကောင်ကဒီမှာအခုတော့သူက mask ဖြစ်တယ် mask ဖြစ်တယ်ဆိုတာပါလဲဆိုတော့เนาะသူ့ရဲ့တန်ဖိုးဒီ15ဒီသူ့ရဲ့ limit ကเนาะဒီမှာဆုံးသွားတယ်နောက်ထပ်လာဖို့လည်းမရှိတော့မရှိတော့တဲ့အတွက်ကျွန်တော်တို့ကเนาะသူ့ရဲ့အပေါ်မှာရှိတဲ့ဟာမှာတစ်ရှိတယ်ဆိုရှင်တကယ်လို့ပေါ့เนาะဒီမှာတုံ့ကြဆိုရင်သူကတစ်တစ်ဖြစ်သွားမှာဟုတ်ပြီเนาะ అవును మీ వస్తాయి చాలా మన నోటి మట్టేస్తున్నావు ఓకే మా వస్తాయి చాలా ఎటు మట్టిపై అవి నో టా రజన్ టా డెస్టినేషన్ అవి నో టా పాలేలు మీ టా డెస్టినేషన్ పిబారే అవి నో టా డెస్టినేషన్ ఓకే టచెస్ వే చాలే వన్ అవి నో డిమాలే వన్ వే ఓకే డిమాలే వన్ వే అవి నో టా డెస్టినేషన్ కే హీ యా వినో ဆိုတော့ဒါလေးကကျွန်တော်တို့တစ်ချက်ကြည့်မယ်ဆိုရင်เนาะဒီသဘောတရားလေးကเนาะဒါကျွန်တော်15မို့လို့ကျွန်တော်တို့ကဒီလိုမျိုးဖြစ်တယ်လို့ထင်ရပြီပဲเนาะအဲကျွန်တော်ဒီမှာနောက်ထပ်เนาะ example တစ်ခုကျွန်တော်ဆက်ပြီးတော့ပြသွားမှာဟုတ်ပြီเนาะအဲ့တော့ကျွန်တော်ဒီ15နေရာမှာเนาะဒီ15နေရာမှာကျွန်တော်ကเนาะဘာထည့်လိုက်မလဲဆိုတော့ကျွန်တော်30နဲ့3ဆိုပြီးတော့ကျွန်တော်ထည့်လိုက်ဟုတ်ပြီเนาะအဲ့တော့ဒီမှာ33ဝင်သွားပြီ match table โอเคဒါဆိုရင်ကျွန်တော်တို့သူ့ကို move မှာထုတ်ကြည့်မယ်โอเค50နဲ့ခွန်ရတယ်ဟုတ်ပြီနော်50နဲ့ခွန်ရတယ်โอเคဒါဆိုရင်ကျွန်တော်50ခွန်ဘယ်လိုရသွားလဲတစ်ချက်လေ့လာကြည့်အောင်ဟုတ်ပြီနော်အဲ့တော့ဒီ50ခွန်ရဲ့ binary ကိုကျွန်တော်တို့ရှာဟုတ်ပြီနော်50ခွန် binary နောက်မှရှာမနော်ကျွန်တော်ခုရှာမှာက33ရဲ့ binary ကိုကျွန်တော်ရှာဟုတ်ပြီနော်ဒီမှာ33โอเค 33ရဲ့ binary ကိုကျွန်တော်ရှာမယ်ဟုတ်ပြီနော်ကဲဟုတ်ပြီဒါဆိုတော့အခုရှာလိုက်တာက33ရဲ့ binary ဒါဆိုရင်ဒီ33ရဲ့ binary ကိုကျွန်တော်ဒီမှာရေးလိုက်ဟုတ်ပြီနော်အေးနည်းနည်းလေးတော့ချပေးလိုက်မယ်။အားကြောင့်လည်းဆိုကျွန်တော်တို့ကမြောက်အများနဲ့လမ်းထိုးလို့လွယ်အောင်လို့ဟုတ်ပြီနော်။အဲ့တော့အခုဟုတ်ပြီ။ ဟိုကျွန်တော်ရှာလိုက်တာက33ဟုတ်ပြီနော်33ကဲဟုတ်ပြီအဲ့တော့အဖြေဘယ်လောက်ရလဲတော်တစ်ချက်ကြည့်မယ်နော်အဖြေက48ရဟုတ်ပြီနော်အဖြေက48ရโอเคအဲ့တော့ဒါဆိုရင်ကျွန်တော်နော်ဘာလို့လို့ရလဲကျွန်တော်နီလန်နှစ်ခုပြောပြပါမယ်ပထမဆုံးနီလန်ကဘာလဲဆိုတော့ထုံးကနော်ဒီတိတိအကုန်လုံးကိုဆွဲချဘယ်ဒီဆွဲချမလဲဆိုလို့ရှိရင်ကျွန်တော်တို့เนาะ ဒီဒီတိဆွဲချမယ်ဟုတ်ပြီနော်ဒီတိဒီနေရာတိဆွဲချမယ်အဲ့တော့ police ကဘယ်နေရာဖြစ်မယ်ဆိုတော့ကျွန်တော်တို့ဒီမှာ၄နေရာ6နေရာတိဖြစ်မယ်ဟုတ်ပြီနော်အဲ့လိုဆွဲချလိုက်ရင်လည်းအဲ့ဆွဲချပြီဒီတိတွေအကုန်လုံးကိုကျွန်တော်တို့က2 power 0အနေနဲ့ပေါင်းလိုက်မယ်ဆိုရင်အခုနောက်ပြတဲ့၄တပ်ဖို့ရမယ်ဒါကနီလန်တစ်မျိုးအဲ့နောက်တဲ့နီလန်တစ်မျိုးကဘယ်လိုပုံစံမျိုးဖြစ်မှာလဲဆိုတော့နော် ကျွန်တော်ကဒီမှာ49လောက်သူ reset ထုတ်ပေးတယ်ပေါ့နော်ဒါ PSC ကထုတ်ပေး reset ဒါကျွန်တော်ပြန်ပြီးတော့ test လုပ်ချင်တာပြန် check လုပ်ချင်တာပေါ့နော်49မလို့ရတာလေသိချင်တာဒါဆိုကျွန်တော်ကဒီမှာ49ဆိုပြီးတော့ကျွန်တော် decibel ရှာလိုက် okay အော်အခုကျွန်တော်49လုံးရှာလိုက်တဲ့ဒီ decibel ကနော်ကျွန်တော်ဒီမှာအခုနောက်တော့ရတဲ့ကောင်ဟုတ်ပြီနော်ကျွန်တော်အခုနောက်တော့ဟာကိုကျွန်တော်က mask ပြန်လုပ်ကြည့်လိုက်ဟုတ်ပြီနော်49ကျွန်တော်က mask ပြန်လုပ်ကြည့်လိုက် okay 49ဖြစ်လားဆိုတော့ကျွန်တော် mask ပြန်လုပ်ကြည့် ဟုတ်ပြီနော်အဲ့တော့ဒါကကျွန်တော်တို့က mass okay ဟုတ်ပြီနော်ဒါကျွန်တော်တို့ mass ရဲ့ reset ဟုတ်ပြီနော် okay ကျွန်တော်ဒီလိုလေးဖြစ်သွားမှာနော်ဒီမှာအဲဒီလိုမျိုး mass ရဲ့အဲ reset ဖြစ်ပါလေဟုတ်ပြီနော် mass ရဲ့အဲ့တော့ mass reset ဖြစ်ရလားကျွန်တော်တို့ကဒီမှာ sim okay နော်အဲ့တော့ဒီမှာ line တားလိုက်ပဲ okay ဒီမှာ line okay ဒီမှာ line ဟုတ်ပြီနော်ဒီမှာ mass ဖြစ်တယ်နော် okay ဒီမှာ line ဒီမှာ0 ။ Okay ဒီမှာ1ဖြစ်သွားတယ်။ဘာကြောင့်လဲ။ဒီ1ကိုကျွန်တော်ဒီကိုဆွဲချလိုက်။ဟုတ်ပြီနော်။ Okay ဒီမှာ master line တားမယ်။ Okay ဒီမှာ mask ။ Okay အောက်ကိုဆွဲချမယ်။ Okay ဒီမှာ mask ဖြစ်တယ်။ဟုတ်ပြီနော်။ Okay ဒါကကျွန်တော်လေးလုံးမြောက်။ Okay ဒီမှာ mask ။ Okay ဒီမှာ mask ဖြစ်တယ်။ဟုတ်ပြီနော်။နောက်ကျွန်တော်တစ်လုံးဆွဲချမယ်။ Okay ဒီမှာ t Okay ဟုတ်ပြီနော်။အဲ့တော့ဒီမှာဒီမှာ0ဟုတ်ပြီနော်အဲ့တော့ဒီမှာ0ဆိုတော့ကျွန်တော်ဒီမှာလဲ0ပဲဟုတ်ပြီနော်โอเคနော် အဲကြောင့်ဒီမှာတင်းနော်ဒီမှာတင်းโอเคဒီမှာတင်းဟုတ်ပြီနော်ကဲဒါပဲနော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကနော်ဒီအပေါ်ကောင်ကတင်းဒီမှာတင်းဟိုနော်အပေါ်ကောင်ကတင်းဒီမှာ0ဒါတကယ်လို့အပေါ်ကောင်ကတင်းဒီမှာ0ဒါကျတော့ကျွန်တော်တို့နော်အဲဒီမှာက master နော်အဲသူ့ရဲ့ reset ကပါလဲဆိုတော့47 okay အခုတော့ကျွန်တော်တို့ဒီမှာရတာလေ destination point ကလည်းမာဘဲလဲဆိုတော့ F47 ဟုတ်ပြီနော် destination point ကလည်း47ပဲ okay ရမယ်ထင်ပါလေဒါလေးကကျွန်တော်တို့ mass move လို့ခေါ်ပါတယ်ဟုတ်ပြီနော်အဲ့တော့နော်ဒါကြတော့ကျွန်တော်တို့နော်ဒီချားမှာရှိတဲ့ကိန်းကနန်းတွေကိုကျွန်တော်ကနော် test and check လုပ်ပြတာ okay ဒါဆိုရင်ကျွန်တော်တို့နော်အဲ mass ဖြစ်မဖြစ်နော်ထပ်ပြီးတော့ sai chia, phải không? Hả, cho nó bồ lô đoàn mê sô yê, đi mà, nó cho nó đi mà, em muốn nó cũng thay lại, bồ lô đoàn mà, cũng là 1, 2, 7, mà hô đồ, phải không? Cho bồ lô thay bồ lô 2, 5, 5, cho nó thay lại, ok? Hả, cho nó decibel 2, 5, 5. Hả, cho nó bài thì lô lý thịt đoàn, phải không? Thả 2, 5, 5. Nó, 2, 5, Ok, đã bài vi.

နှစ်လို့ပြီးတော့ကျွန်တော်ထည့်ကြည့်ပြီဟုတ်ပြီနော် mask ကိုကျွန်တော်30နှစ်လို့ထည့်ကြည့်ပြီโอเคဒါ30နှစ်ရယ်ဟုတ်ပြီနော်ဒါ33လုံးမှာဒီလောက်ပေါ့နော်ဒါ30နှစ်โอเคဟုတ်ပြီနော်အဲ့တော့ result ကိုလည်းချက်ချင်းသိနိုင်တယ်ပေါ့နော် result ကလည်းကျွန်တော်ချက်ချင်းထုတ်လို့ကြားတယ်ဟုတ်ပြီနော်အဲဒီလိုမျိုးလေးโอเคဒီတော့ဆိုရင်ဟုတ်ပြီကျွန်တော်ပြန်ရေးကြည့်အောင်ပေါ့ဟုတ်ပြီနော်ကျွန်တော်ခုနရေးခဲ့တာက255ဟုတ်ပြီနော် ျွန်တော်နောက်တစ်ခုရေးတယ်နောက်တစ်ခုကဘာလို့30နဲ့နေဟောပြီနော်โอเคဒါကိုကျွန်တော်က max လောက်ကြည့်မယ်โอเค reset ဘယ်လောက်ထွက်လာလဲကြည့်အောင်ဟောပြီနော်ဒီနေရာမှာကျွန်တော်တို့ max ရဲ့ reset အဲ့တော့ max ရဲ့ reset ကကျွန်တော်တို့ကနော်ဒီမှာတော့ရိုက်ချက်ကြည့်အောင်ဟောကဲဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒီမှာ table ပြန်ခေါ်လိုက်မယ်နော် integer table ပြန်ခေါ်လိုက်မယ်ကျွန်တော်1နဲ့ခွန်ကိုကျွန်တော်1 5 5လို့ပြောင်းလိုက်မယ် နော်ဒီကဒီနေရာမှာကျွန်တော်30လက်နှစ်လို့ပြောင်းလိုက်ပဲဟုတ်ပြီနော်ပြီးသွားချင်းကျွန်တော်တို့ဒါလေးကိုနော်တစ်ချက် on ကြည့်လိုက်ဟုတ်ပြီနော်ဒါလေးကိုတစ်ချက် on ကြည့်လိုက် okay ဟုတ်ပြီနော်ဒါလေးတစ်ချက် on ကြည့်လိုက်ပဲ online ပြီးတော့ကျွန်တော်ဒီမှာ run mode ပြောင်းလိုက်မယ် နော်ပြီးသွားရင်ဒီမှာ online booking ဒါလဲသူကဘာလဲပဲလေ49လို့ဟုတ်ပြီနော်အဲ့တော့သူ49လို့သူပြနေတယ်အဓိကအကြောင်းရင်းကနော်ကျွန်တော်49ရဲ့ binary ကျွန်တော်ရှာခဲ့တယ်နော်ဒီမှာတော့49ရဲ့ binary ဒါလေးဟုတ်ပြီနော်ဒါလေးခင်းအဲ့တော့လည်း49ပဲ။ဟုတ်ပြီနော်။တူရလဲ49 reason is over. Okay? Have you know? Atma must be fit. Have you know? Atma must become zero. Okay? Have you not become zero? So, Atma must zero. Timaga one, Timaga zero. Okay, Timaga zero. Atma one, Timaga one, Timaga one. Okay, that reason is home. Have you know? So, reload both of you, Liba. Have you know? ठीक है चुनाव का नो ना चुनाव दी तो नहीं आमा चुनाव का not my leadership so be lodged now county i'm not a leadership no that's not my leadership county okay charlie tell you no leadership no must reserve block here i'm not here no i told psc to go to me no they are going to have my not out of my leads and then 8ဆိုပြီးတော့ကျွန်တော်ချိန်လိုက်မယ်ဟုတ်ပြီနော်ပြီးသွားရင်ကျွန်တော်တို့ပြန်သွားမယ်โอเคဒါဆိုတော့ဒီမှာ63လို့ပြဟုတ်ပြီနော်โอเคအဲ့တော့ mass result က destination က63ဖြစ်သွားတယ်ဆိုတော့ကျွန်တော်ဥပမာရှာမယ်ဆိုတော့63ကိုရှာလိုက်ဟုတ်ပြီနော်ဒီမှာ calculator ထဲမှာကျွန်တော်တို့က63 okay ဟုတ်ပြီနော် cho lý lâu 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 mẹ mä... Học sợ tổng, ok, đó là cho mắt má... chiếm phía mà sang chị lùi dạ no? đấy Học nó Ok Học nó Ok Rồi mà lý lâu 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 Học chết nó Ok Ok Học nó Học nó cũng quán đi về mà quán I want it မဝတ်ဆွဲချမဖြစ်တာဆိုမှဖြစ်တယ်အဲ့တော့ကျွန်တော်0မပါဘူးဟုတ်ပြီနော်တကယ်လို့ကျွန်တော်တနည်းအားမှာ0ရှိခဲ့မယ်အစပိုင်းမှာ0ဖြစ်ခဲ့မယ်ဆိုရင်တော့ကျွန်တော်ကဒါက0ဖြစ်မယ်ဟုတ်ပြီနော်အစပိုင်းမှာကျွန်တော်တို့က1ဖြစ်နေတာဖြစ်တဲ့အတွက်ဒီမှာလည်း1နဲ့ပဲအဆုံးသတ်သွားတယ်ဟုတ်ပြီနော်အဲ့ကျွန်တော်ကဒီလေးလုံးသာလေးလုံးသာရဲ့အစတွေမှာတကယ်လို့0တွေဖြစ်ခဲ့ပဲဆိုရင်တော့သူက0ဖြစ်မယ်1ဖြစ်ခဲ့မယ်ဆိုရင်တော့သူက1ပဲဖြစ်အဲ့တော့သူရဲ့ result ကကျွန်တော်တို့ကဒီမှာ masking result လို့ခေါ်တယ် ်မင်းတို့ဒီမှာ masking reserve ဖြစ်ပါတယ်ဒီမှာ masking reserve ပါမင်းတို့ဒီမှာ masterated reserve တစ်ခုပါဆိုတော့ဒီ63ဘယ်လိုရတာဆိုတော့ကျွန်တော်ကဒီမှာသတိပြတာဖြစ်ပါတယ်ဒါလေး ਨੇ ဟုတ်ပြီနော် okay ဆိုတော့ဒီနေ့သင်ခန်းစာကတော့ဒီလောက်ပါပဲနားလည်မယ်လို့ထင်ပါတယ်နော်အဲကျွန်တော်တို့ဒီမှာဒါတော့နော်ဒီ binary ကိုအခြေခံတဲ့ဟာဖြစ်တယ်အဲနောက်ပိုင်းကျရင်တော့ကျွန်တော်တို့က advanced testing တွေနဲ့ဆက်ပြီးတော့နော် အဲဒီဟာကိုเนาะကျွန်တော်တို့ PCD ပြောင်းတာတွေเนาะအဲနောက်တစ်ခါကျတော့ reset တော့ output တွေပြန်ထုတ်တာတွေပေါ့เนาะဒါလေးတွေလည်းကျွန်တော်အဲဆက်ပြီးတော့ပြောသွားပေးဖို့ရှိပါတယ်เนาะအဲဒီနေ့ရဲ့ဗီဒီယိုကိုတော့ဒီမှာပဲအဆုံးသတ်လိုက်ပါတယ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ